ရန်ကုန်တိုင်းရင်တွင်မှငွေကြက်တန်ပေါင်းတထောင်နီးပါးပမာဏရှိဟိုတယ်လုပ်ငန်းတွေကိုအတိပြုထားရလို့ရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကတည်ရပါတယ်။အစုပါလုပ်ငန်းတွေကိုရန်ကုန်တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီရဲ့၃မြင်းဆောင်2025ကြိမ်မြောက်အစည်းအဝေးမှာအတိပြုပေးခဲ့တာဖြစ်ပြီးဟိုတယ်လုပ်ငန်းခန္ဓာအတွက်ရင်းနှီးမြှုပ်နှံမှုပမာဏငွေကြက်988တရမ653ညတန်းနဲ့ လုံသားအင်အား223ဝက်တို့အလောက်ကိုင်းရခွင့်လမ်းများဖန်တီးပေးနိုင်တယ်လို့သိရပါတယ်။ ။ဒါအပြင်အစည်းအဝေးမှာဟိုတယ်အဆောက်အဦတည်ဆောက်ခွင့်နှစ်ခု၊ဟိုတယ်လုပ်ငန်းလိုင်စင်သုံးခု၊ဟိုတယ်လုပ်ငန်းလိုင်စင်တက်တန်းတိုးနဲ့ဝန်ဆောင်မှု50ခု၊တဲခိုးရိပ်သားလုပ်ငန်းလိုင်စင်တက်တန်းတိုးနဲ့ဝန်ဆောင်မှု15ခု၊တဲခိုးဆောင်လုပ်ငန်းလိုင်စင်အသစ်တစ်ခု၊တက်တန်းတိုး3ခု၊ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်ပြည်ရင်းပြည်ဝင်40ခု၊ပြပ20ခု၊ခရီးလှည့်လည်ရေးပြည်ရင်းပြည်ဝင်တက်တန်းတိုး182ခု၊ပြပ46ခု၊အလန်းညုံလုပ်ငန်းလိုင်စင်တက်တန်းတို့ ်သို့154ခုပြည်ရင်းဖျားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအသစ်7ခုတက်တန်းသို့၄ခုတို့ကိုအတိပြုပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။